မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့1990ခုနှစ်ဒီဇင်ဘာလတုန်းစာနာရုပ်စုံမဂ္ဂဇင်းအမှတ်253မှာဆ ਿਆ မောင်နေဝင်းရေးသားသောကိုဝေးဦးတို့အလွမ်းပြေပေးစာအပိုင်း၉ကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုသူတရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ ကိုဝင်းဦးရေအရင်တပတ်ကစားတဲ့မှာကျွန်တော်တို့၆မကွေးဘက်ထွက်ကြတဲ့ခီးချောင်းကိုစထားလေတော့ဆက်ရေးရအောင်မှာပေါ့အမှန်ကတော့စာပေဟောပြောပွဲတွေကိုခမရလိုက်လို့မရှိဘူးဟောတာပြောတာတွေလည်းဝါသနာမပါရှာဘူးစင်မော်မတက်ရဲဘူးမဟောရဲဘူးရှက်တဲတဲ့ဒါပေမဲ့ကျွန်တော်တို့အစွဲကောင်းတာနဲ့ခမရစိတ်ပါလာတယ် ပရိသတ်ထောင်းတောင်းရှိမှထွက်ပြီးအမူအရာလုပ်ပြတချင်းဆိုပြတဲ့သူကစင်မောတက်ပြီးစားကြောင်းပေကြောင်းပြောရမှရှက်တယ်ဆိုတော့ကြားရသူတိုင်းမယုံစရာပဲဒီနှစ်ကတော့အမှတ်တရပါပဲဗျာ၆မကွေစာပေဟောပြောပွဲကိုတွားကြတာကတက္ကသိုလ်နေဝင်းမင်းကျော်မောင်စုရှင်ချစ်ဦးညိုမြတ်တန်းတဲ့စန်းစန်းနွယ်တို့ပါပဲ ခမားက ကိုင်းအပူကြီးရေဒီညကျွန်တော်ကားနဲ့လိုက်သွားပြီးဟိုလူတွေကိုတရေ၆ရအောင်လို့ပုံမစင်ဆိုင်မစင်ပြောပြီးထုံးစံတိုင်းညကြီးမင်းကြီးခยีထွက်တာပါပဲခမားဆရာတယောက်ကိုလည်းဝင်ခေါ်လိုက်သေးတယ်ရှင်နန်เจ้าမှာလူစုံတက်စုံနဲ့တွားတွေ့ကြတယ်တိုးပေမဲ့သူတို့ကိုထားခဲ့ပြီးကျွန်တော်တို့ပကံမှာလာနာကြတယ်ညပိုင်းမကွေးဟောပြောဝဲကိုလိုက်သွားကြတော့ကွေမြင့်ကြီးထဲမှာပြိတ်သက်၆ထောင်ကျော်စုယုံနေပါပြီ ပွဲမထိန်နိုင်ကြမှာဆိုလို့ဝင်းဥပါဟောမှာဆိုတဲ့သတင်းစကားကိုမပြန့်လွင့်အောင်တက်ဆိုင်ရာတာဝန်ခံစီစဉ်သူများကဖုံးပြထားပါတယ်။သို့တော်လည်းမရဘူးဗျ။တက်ဆင့်စကားတက်ဆင့်နာနဲ့လူလူပြိသက်ကတိကုံကြပြီးကိုယ်ရှာထွက်အောင်စောင့်နေကြတာပါပဲ။ဟောပြောပွဲနားထောင်မဲ့လူလူပြိသက်ကလည်းများ ဟောပြောမဲ့စာရေးဆရာဦးရေကလည်းများတော့အစီအစဉ်ဆွဲကြရတယ်။ပထမဆုံးသဘောတူကြတာကခမားနဲ့ကျွန်တော်ကမူလဟောပြောပွဲစင်းထဲမှာမပါပဲနောက်တိုးဖြစ်လာလို့ကျွန်တော်တို့နှစ်ယောက်ကိုအရင်ဟောပြောစေပြီးပကံကိုပြအိပ်ဖို့နဲ့နောက်ပိုင်းကျန်တဲ့ပုံကိုယ်တွေဆက်ဟောကြပါဗျာ။ အဲ့ဒီလိုဆိုပြန်တော့ခမရနဲ့ကျွန်တော်ဘသူအရင် homeless ဆိုတဲ့ပြဿနာတက်လာပြန်ရောတကယ်ကောင်းခဲစရာကိစ္စပါပဲခမရကပထမဟောရမလားကျွန်တော်ကဒုတိယလားဒါမှမဟုတ်ကျွန်တော်ပထမခမရဒုတိယဟောမလားအမှုတပြင်းစဉ်းစားရပြန်ရော ကျွန်တော်လည်းတော်တော်ကိုစဉ်းစားရကြက်သွားတယ်ခေါ်ပြောပွဲစချိန်ကလည်းကတ်နေပြီမကွေးပြိသက်ကလည်းချက်ခမန်းလီလီများနေပြီဝင်းဟုဆိုတဲ့နာမည်ဟာဖိမ့်မိန်တုံနေတဲ့နာမည်ဖြစ်ကြောင်းကျွန်တော်တို့အသိဆုံးပေါ့ ဟောပြောတဲ့အကြောင်းအရာကိုအရေးမထားဘူးလူရုပ်တရံအမှုရာကိုကြည့်ရတာနဲ့အားရကျင်းတတ်ကြမဲ့ပြည်သက်ကြီးဖြစ်ကြောင်းကိုလည်းကျွန်တော်တို့ကောင်းကောင်းသိတာပေါ့အဲဒီတော့ကျွန်တော်ရှိကခမည်းစင်ပေါ်ပထမတက်သွားပြီးပြန်ဆင်းလာရင်ခမည်းကိုမြင်ရလို့ဘဝင်ကျသွားတဲ့ပြည်သက်ကြီးရှိသွားမှဖြင့်ကျွန်တော်တို့ဟတ်တက်ကြီးကွဲရတော့မှာပေါ့ဒါကြောင့်ကျွန်တော်ပထမဟောမယ်လို့ဆုံးဖြတ်လိုက်တယ်ဟဲ့လူကျွန်တော်စဟောမယ်ကျွန်တော်ကဘေးနာကခမည်းကိုခတ်တီးတီးတီးတို့ပြောလိုက်တယ်ခမည်းကဘာပြန်ပြောလဲဆိုတာအခုထိကျွန်တော်အမှတ်ရတော့မယ် မလုပ်ပါနဲ့ကိုနေဝင်းရကျွန်တော်နောက်ကနေပါခမပြောပြီးမှကျွန်တော်တက်ပြောရင်ကျွန်တော်အိုးနှင်းခွနှင်းဖြစ်လိမ့်မယ်ဗျကျွန်တော်ပထမတက်မယ်ကျွန်တော်လဲငြိမ်နေလိုက်ရတယ်ခမကချော့ပြောချောက်ပြောလို့ရတဲ့သူမဟုတ်ကြောင်းသိပါရဲ့အဲ့ဒါဆိုပါစို့ဗျာဟောပြောပွဲစရောအဲ့ဒီနေ့ဟာမကွေးမြို့ရဲ့စာဆိုတော်နေ့အထိတ်မှန်စာပေဟောပြောပွဲမှာစံချိန်အမြင့်ဆုံးတင်ထားခဲ့တဲ့နှစ်ပါပဲဟောပြောပွဲစီစဉ်သူတွေကလည်းအလွန်စနစ်ကြပါတယ် စုစုပေါင်းတသောင်းနေပါရှိလာတဲ့ပြည်သက်ကြီးကိုစနစ်တကျနေရာချထားပေးတယ်။တန်ဃာတော်များအတွက်လည်းတည်သက်နေရာထိုင်ခင်းပေးထားတယ်။အဲ့ဒီပြည်သက်ကြီးဟာခမည်းလဲစင်မော်ဝေရောက်ရော တော်တော်လေးလှုပ်လို့ရော့ရော့ဖြစ်သွားတယ်ဗျာ။လူလူပြည်သက်ရဲ့သဘောတဘာဝပါပဲ။ခမည်းကိုလူကိုယ်တိုင်မြင်ကြရတော့ထိမင်းချက်မျိုးစုံကိုအာမေရိတ်မျိုးစုံပေါ့ဗျာ။ခမ ्या ကစာပေရဲ့ရေးပါပုံကိုပနာမစကားခံပါတယ်တေဂီတာမှာလည်းစာပေဟာရေးပါကြောင်းကိုအလွန်ကြွယ်ကြွယ်ဝဝဟောပြောတယ် အဲ့ဒါကိုဥဒဟကုံဆောင်သောအားဖြင့်မြင်းခင်းတော်ကိုကြတော်ဆူပြပါမယ်လို့လဲခမားပါတာကြေညာလိုက်ရောလက်ခုပ်ဩပါတန်တွေဘဝင်ရှံတော့တာပါပဲကျွန်တော်ကတော့ခမားစင်ရှိမှာ မတုံမလို့ကြောက်ရွံ့လို့ထိုင်ပြီးငါကတော့ဒီတပွဲသေးပြီလို့တွက်ဆနေမိတယ် ကက်ဆက်ထဲမှာတီလုံးကြီးတက်တက်တွင်းလာတဲ့အခွေတွေရှိတယ်။မကွေးကိုထွက်မလာခင်ကအကယ်၍များနယ်တွေကြုံကြိုက်လို့မလွှဲမရှောင်သာဟောရရင်စာကိုမြောက်တဲ့တေးသုံးပုတ်လောက်စိုးပြလိုက်ဗျာ။ခမားလိုလူကတပုတ်မှမစိုးရင်ပြိသက်ဘဝင်ကြမှာမဟုတ်ဘူး။ဟောပြောမဲ့나이အလုံးပြည့်အောင်လဲစိုးဖို့မလိုပါဘူးလို့တိုင်မဲကြပြီးတီလုံးကြီးတက်တက်အခွေတွင်းငယ်တယ်။မျိုးမငင်းရဲ့မြင့်ခင်းတော်လမ်းတော်ရှိရဲ့ထိုသုံးမနဲ့မြမကုံကြီးဆိုတဲ့တေးသုံးပုတ်ပါပဲ နွေနေမုံကြီးဝီစီစီမြောက်ပြန်လေညင်းတွင်းနဲ့လာရသည်မရထာနေဆိုပြီးခမားဟစ်လိုက်တဲ့အတန်ဟာမကွေးမျိုးရဲ့ညချမ်းကိုသာမကကဘာလောကကြီးတစ်ခုလုံးကိုတုံ့ဟီးသွားစေသလားထင်ရပါတယ်ကျွန်တော်ခမားကိုကြည့်ရင်မင်းသားကြီး you are the great လို့ရှင်ထဲမှာမြည်တမ်းနေမိပါတယ်တီလုံးကကောင်းအတန်ချက်ဆက်စနစ်ကလည်းပြောစရာမရှိဆိုတဲ့သူကဝင်းဦးပြိတ္တကတပေါင်းလောက်လာရောက်တဲ့မကွေးမျိုးရဲ့စောင်းလေတစ်ခုအကြကကွင်ပြင်းကြီး ကောင်းငင်မှာကြဲကလေးတွေမိတုံမိတုံနဲ့ခမည်းရဲ့ရင့်တန်တဲ့ပါရမီတက်ခံကိုအားဖြည့်ပေးနေတဲ့တဘာဝပတ်ဝန်းကျင်လေးအမြဲတို့လိုဒီတေးတွေကိုကျွန်တော်တို့နားထောင်ခဲ့ကြဘူးတယ်အဲ့ဒီမကွေးညချမ်းကလာကြက်တီးမွေးရင်တဖြန်းဖြန်းထလာအောင်ခန်းစားမိတာမျိုးမရှိသေးဘူးဗျာ အဲ့ဒီတပုတ်လဲဆုံရောနှခုတ်ဩဘာသံတွေကိုမူးပြန်တယ်လို့တော်လဲတယ်လို့ကြားရရောခမည်းကဆရာမျိုးမငိမ်မြမစာရေးသားစကားအုံအုံတွေကိုရှင်းပြနေခိုင်ခေါလုံးထိုးတဲ့စူစူညံညံနဲ့မိသက်ကားတွေအပြေလွှားထွက်လာကြရောဘယ်နေရာလောင်နေမှန်းမသိဘူးပြိတ္တကြီးကလည်းတုတ်တုံမှမလုပ်ဘူးငိမ်မြဲဇွဲကောင်းမြဲပဲ ကျွန်တော်ပွဲရက်ပေးပါမယ်တက်ဆိုင်သူများပြန်ကြပါလို့ခမားကဟောပြောတာတွေခိတရက်ပြီးစကားဆလိုက်တာနဲ့တပြိုင်နက်ပြိသက်ကြီးကမရက်ပါနဲ့ဆက်ပြောဆက်ပြောပါလို့တခဲနဲ့ဝိုင်းអော်ကြတယ်မိသက်ကခေါင်းလောင်းတန်တန်ចောင်းခုတ်တန်တွေလည်းစူးစူးညံ့ညံ့မှာပဲ အဲ့ဒီမှာအခမ်းအနားမှုကထပြီးမြတ်တလွန်ဖျားနာကရုပ်ွက်ကလေးမှာမိလောင်နေပါဗျ။မိတော့မများလာပါဘူး။ဒါပေမဲ့တက်ဆိုင်သူများပြန်လို့ကပြန်နိုင်ပါတယ်လို့ကြေညာပေးပါဗျ။အဲ့ဒီရုပ်ွက်ကလို့ယူဆရသူ၁၄၅ဦးလောက်ထပြန်ကြပါဗျ။ဒီလိုထပြန်ရမှာရုပ်ရုပ်သေးသေးမဖြစ်ပါဘူး။အိန္ဒြေရရအေးဆေးဆေးပါပဲ။မျက်နှာတော့ဘွားခေါင်းပေါ်တင်ထားတဲ့အမျိုးသမီးကြီးတယောက်ကဆိုရင်ပြိသက်ကြကမထခြင်းထခြင်းနဲ့ထပြီးဒီမိကလည်းကောင်းကင်ရောက်မှာပဲကိုဝင်းဦးရေလို့ရေရွတ်သွားလေရဲ့။ အဲဒီနောက်ခမရဆက်ပြောတယ်ထိုသုံးပါးနဲ့မြမကုံရီကိုဆန်ရကိုလာထုတို့တီဝိုင်းနဲ့တွင်ပေးထားတဲ့တီလုံးအခွေနဲ့စူပြလိုက်တယ်။နန်းတော်ရှိဆရာတင်ရဲ့စကလုံးရွေးချယ်သုံးလုံးပုံတွေကလည်းစံပြုတ်လောက်ပါပဲတယ်။ခမရအတန်နဲ့တီဝိုင်းရဲ့အဖို့နဲ့ခံပါပဲတတ်ပါပဲជីနူးစရာကောင်းလာပါပဲဗျာ။ မြမယူရတလေယုံကြည်ကိုးကွယ်မှုဖရာတရားတန်ခါဟူသောယန္တနာမြတ်သုံးပါးဟာဘလောက်အေးပါတယ်ဆိုတာကိုစာဆိုတော်ကြီးနန်းတော်ရှိက တခန္တနာရေးဖွဲ့ပါတယ်။အဲ့ဒီအရေးဖွဲ့တေးပြူစာဆိုရဲ့ရင်တွင်းကအတွင်းနဲ့ခန်းစားချက်ကိုတည်ဆောင်ပို့ပေးနိုင်တဲ့အရေးချင်းမျိုးဟာဝင်းဥမှာရှိပါလားလို့ကျွန်တော်တွေးမိပါတယ်။မြမကိုရီကလည်းအလားတူပါပဲ။ရှ िख ေဘိသူကအတက်ရဲ့အမခန်းစရာတွေကိုဖွဲ့ထားတာပါ။ ကျောက်တော်ကြီးဖရာမဟာမြတ်မုဏိအစရှိတဲ့ရှ िख ိအဓိကရသာသနာတည်ဆောက်မှုလုပ်ငန်းတာယူပို့ဆောင်မှုလုပ်ငန်းတွေကိုချီးကျူးထားတဲ့တေးပါအထူးသဖြင့်မန္တလေးတောင်တော်ကြီးကိုတည်ဆောက်ပြုပြင်မွမ်းမံသွားတဲ့ရတိကြီးဥက္ကဋ္ဌကိုလည်းရည်ညွှန်းထောပနာပြုပါရယ်မန္တလေးတောင်ပေါ်စီအင်ဂျင်နီယာကိုမခေါ်ရတိရှင်ကိုတိုင်ကြံစီပါသည်ရာဇဝင်များမှထင်ရှားမျက်မှောက်ကိုင် နခုတ်ဩဘာသံတွေကြားမှာမကွေးကတောင်းချီနေတဲ့လူလူကြီးရှေ့မောင်မှာကက်ဆက်ရီကော်ဒါကြီးဆွဲပြီးခမားစင်ပေါ်ကဆင်းလာတယ်။ခမားမျက်နှာမှာပီတိပြုံးလေးပြုံးလို့ကျွန်တော်ကတော့တွေးလေခြောက်ခြားနေပါရောဒီတပွဲတော့ကွဲပြီလို့ကိုကိုကိုတွေးနေမိတယ်အနေနဲ့ရရက်ကစာဆိုတော်နေ့စာပေဟောပြောပွဲတွေမှာလိုက်လံဟောပြောစားတောက်နေကြတာနှစ်ပေါင်း20လောက်ရှိပြီမကွေးမှာဒီညတေးပြီလို့တွေးနေမိတယ်ခမားဟာအင်မတန်ထင်ရှားကြော်ကြတဲ့ရုပ်ရှင်မင်းသားဗျာ အခုလူလုံးတက်ပြယုံများမကခမရဲ့မဂနတစ်ခေါက်ရာနှုံးပြပါတဲ့အတန်နဲ့ပရိသတ်ကြီးကိုဆွဲခေါ်သွားခဲ့ပြီပရိသတ်အာယုံကခမနောက်ပါသွားပြီကျွန်တော်ခေါင်းထဲမှာအတွေးတွေရှုပ်ထွေးရည်ဝင်နေတယ်ဒီလိုနဲ့ပဲဒုတိယခေါ်ရမယ်အလှည့်ကျသူပြီးပြီးကျွန်တော်စင်မော်ကိုရောက်လာခဲ့ရောစင်မော်ကနေလန့်ကြည့်တော့ပရိသတ်ဒုရကြီးဟာမပါသေးဘူးအဆိုင်ခဲကြီးကြီးဆွဲကောင်းကောင်းနဲ့ရှိနေကြသေးတယ်ကွင်းကြီးရဲ့အစွန်ဘက်မှာနွားလဲတွေကားတွေရပ်ထားတာပြည့်လို့ညာစီတန်းကြီးကလည်းဟီလို့ ကျွန်တော်မျက်စီတွေပြနေသလိုပဲဓူးတွေတုံနေသလိုပဲဒါပေမဲ့တစ်ခုလုံးရှိသမျှခေါ်ဟားတွေကိုစုပြီးစပြောရတော့တာဗောဗျမကွေးမျိုးကစပေချစ်မြန်လို့တဲ့ပြိသက်အပေါင်းတို့ခမားอืมအစခြေစင်းကလေးတော့အစင်ချိုးတော့လေရဲ့နောက်တော့ကျွန်တော်နှုတ်ဖျားကဇက်တိုက်ဆိုသလိုထွက်တော်တာပဲအမှန်တော့ဒီညကျွန်တော်တစ်ချက်နှစ်ပုတ်သုံးပုတ်လောက်ဆိုဖို့ရည်ရထားခဲ့ပါတယ်ပရိသတ်ကလှုပ်လှုပ်ရွရွဖြစ်ပြီးရည်စံနေထွက်လာတယ် သို့သောကျွန်တော်ရှိကတက်သစ္စာအစိုးရတယောက်ကအလိုက်မသိအာမနာဆိုသွားရုံများမကတီလုံးအခွေပါတဲ့ရီကော်ဒါကိုပါတိမ့်သွားလို့ကျွန်တော်ဒီညတချင်းမဆိုတော့ပါဘူးတကွေးလုံးရည်တန်ကြီးဝေါကနေမိသွားတယ်အဲ့ဒီတော့မှကျွန်တော်ရင်ထဲကအလုံးကြီးကျသွားတယ်ပရိသတ်ကိုကျွန်တော်အာယုံပြောင်းလို့ရပြီ ကျွန်တော်ဘက်ပါလာအောင်ဆွဲနိုင်ပြီပေါ့ထုံးစံတိုင်းကျွန်တော်ဟောပြောနေကြအကြောင်းအရာကိုတနားရီလောက်ခေါ်ပါတယ်ပရိသတ်ကကျွန်တော်ထင်တာထက်ပိုစိတ်ဝင်စားတယ် မျှတတဲ့အာယုံခံစားမှုနဲ့လေးလေးစားစားနားထောင်ကြတယ်။ဝင်းဦးပရိသတ်ကဝင်းဦးတိဆိုတာကြားပြီးနောက်ထပြန်တာမဟုတ်ဘူး။နောက်ခေါ်မဲ့စာရေးဆရာတွေရဲ့စာစကားပေစကားကိုလည်းဆက်နားထောင်ကြတယ်။ကျွန်တော်တို့ပကံကို ပြန်ရမယ်ဆိုပြီးကွင်းစံနာကိုထွက်လာခဲ့တယ်။ကျန်တဲ့စားရေးဆရာတွေကလည်းဆက်ဟောပြောနေကြသေးပဲ။ကျွန်တော်တို့ဟိုက်လက်ကနာကိုတော်တော်နဲ့မရောက်နိုင်ဘူး။ပရိသတ်ကအိန္ဒြေရရခမားကိုဝိုင်းကြနှုတ်ဆက်ကြကြီးစဲကြပေါ့ဗျ။ အသက်60ကျော်80ခန်းအဖွားကြီးတူဦးကဆိုရင်ခမားရှိတဲ့တဲ့ကလာရက်ပြီးခမားလက်မောင်းကြီးကိုကင်ကြတယ်။ပုံသည်ရည်ဝင်နေတဲ့မျက်လုံးစုံနဲ့ခမားမျက်နှာကိုအနိကက်ကြည့်တယ်။အောင်မလေးကွယ်ကိုဝင်းဦးရဲ့အသားလေးတွေကလည်းနှုတ်လိုက်တာချောတုံးပါလားတော်လို့မြည်တမ်းရှာပါတယ်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။